ကလကပါပလာချန်ပီယံဖြစ်ဖို့ပွဲချက်တွေကိုတောင်းလျှောက်ကြော်ဖြတ်နိုင်ဖို့လိုနေတဲ့ Real Madrid တွင်ဗိတ်သမားလုံးမဲမိလာများဝီလူကျော်အိုင်ဘက်ကွန်ရှီကော Sport India ကနေပြန်လည်ကြိုလိုက်ပါရင်ဂျပန်ကအနိုင်ရရှိခဲ့ပြီးတဲ့နောက် Real Madrid အသင်းအားကလကပါပလာ Quarter Final အဆင့်တွေကိုတက်လန်းသွားနိုင်ခဲ့ပြီဖြစ်ပါရင် Real ရဲ့ခြေစွမ်းကအားရစရာအကောင်းကြီးမဟုတ်သေးပေမဲ့ဇာပင်အလုံးစွဲရဲ့နေပြပါမှာတဖြည်းဖြည်းအသားကျလာတာကိုတော့မြင်တွေ့ခဲ့ရပါရင် အရိကတိုင်းစစ်မှုကီလီယန်အမ်ဘာပေမပါအချိန်မှာရီယယ်တိုင်းစစ်မှာအကယ်ဒမီလူငယ်ကျယ်ပွင့်ဂွန်ဆယ်လိုကာစီယာကဂိုရီတိုင်းငံသွင်းပေးနေပြီးခြေစွမ်းပြနေတာဖြစ်ပါရင်ဇာဗီလုံဆိုနေနဲ့ညာတောင်ပံကိုအတာကူလာဒါမှမဟုတ်ဘယ်လင်ကန်ကိုပို့ပြီးသဘောကျနေတာကြောင့်ရိုဒီဂိုကတော့အသင်းပြောင်းရနိုင်ခြေရှိနေပါရင်ပွဲဆက်အရန်ဟောမထိုင်နေရတဲ့ပေါ်ရိုဒီဂိုတယောက်ပြောင်းရွှင်နေခြင်းမရှိတော့တာသိကြပါရင်ပရိုင်မာရီယယ်မန်ထွေဟာအထာနေနေခဲ့ပြီးလိုအပ်နေတဲ့အတွင်းကိုတွေကိုမရှာဖွေနိုင်ခဲ့ပါဘူးဘယ်လင်ဟန်အနည်းကပ်ပိတ်ခွင့်ရခဲ့တာရင်ဘေဘာဒီရဲ့အဝေးကန်ချက်ရဲ့ပဲကိုရဖို့နှိစက်တဲ့ခွင့်ရည်တွေဖြစ်ခဲ့တာပါ ဂျပန်ရဲ့ဘက်ကလည်းတိုက်စစ်မှုကိုလိုမွာနီတူးချင်းခွင့်ရခဲ့ပေမဲ့လွဲချော်သွားခဲ့တာကနှမျောစရာကောင်းခဲ့ပါတယ်။အတာကူလာကအန်ဆန်လော်ဒီလက်ထက်မှာနေရာမရပေမဲ့နေစနစ်တမအလွန်ဆိုလက်ထက်မှာတော့ကွင်းလယ်ရဲ့အဓိကပိတ်ကင်ရှင်ဖြစ်လာခဲ့ပါပြီ။ဘေးမက်ထရစ်တို့လုံနေတာကအခွင့်အကောင်းကိုဖန်တီးပေးမဲ့ကွင်းလယ်စားမပြောဖြစ်ပြီးဒီတောင်ဝင်ကိုဂူလာကကောင်းကောင်းလုပ်ပေးနိုင်တာဖြစ်ပါတယ်။ဗီနီရှက်ကတော့ကောင်းရင်လည်းထိမရအောင်ကောင်းပြီးပုတ်ရင်လည်းပေါ်ကိုမလာတော့ပါဘူး။ဒါပေမဲ့ဒုတိယပိုင်းမှာတော့ရေးဟာကစားကွက်စီးမိသွားခဲ့ပြီးပွဲကိုလည်းထင်းချိုကစားလာနိုင်ခဲ့တာဖြစ်ပါတယ်။ရီယယ်အတွက်တလုံးတဲသောနိုင်ကိုကိုတော့အာလွန်ရဲ့ဖန်တီးပေးမှုကနေဂါစီယာကသွင်းယူခဲ့တာဖြစ်ပါတယ်။ အားလုံးရဲ့ဖန်နေပေးသွားမှုကတော်တော်လေးကိုတည်တက်လာပါသလိုအဝေးကန်ချက်တီကလည်းပြိုင်ဘက်ကိုပေါ့ကိုချင်းချောင်းနိုင်ခဲ့တာပါ Academy ထွက်တိုင်းစစ်မှုလေးကာစီယာကတော့ Real အတွက်၄ပွဲကစား၃ဂိုးသွင်းတကောပန်လေးပေးနိုင်ခဲ့ပြီးကလပ်ကဘာလာမှာပွဲကစားခွင့်ရတဲ့၄ပွဲစလုံးဂိုးပေါဝင်ပတ်သက်ထားနိုင်တာဖြစ်ပါတယ်။ဂျပန်နဲ့ပွဲကသွင်းကိုဟာပေါင်၁၀တန်းတန်ချင်းရှိတဲ့သွင်းကိုပါဒါကြောင့်အာလုံးအနေနဲ့ Real ကို Liverpool စီပေးခဲ့ရတဲ့ပေါင်၈တန်းကိုပြန်ရှာပေးနိုင်ခဲ့ပြီလို့ဆိုရမှာဖြစ်ပါတယ်။ ဘေးဟာကလက်ကဘာပလာမှာရှုံးထွက်ဆက်ကြောက်တဲ့အဆင့်ကိုတက်နိုင်ခဲ့တာကြောင့်စုကြီးပေါင်43ဒဏ်ရာထားပြီးဖြစ်ပြီးကွာတာဖိုင်နယ်တက်ချိန်မှာတော့နောက်ထပ်ပေါင်10ဒဏ်ရာခဲ့တာဖြစ်ပါတယ် အကဲဒီပြိုင်ပွဲမှာသာပိုဆွဲနိုင်ခဲ့ရင်ပေါင်125တန်းထိရအောင်မှာဖြစ်ပါရင်ပွဲစဉ်အကောင်းဆုံးစားမစုကိုတော့ဘေဘာရီကပဲသိမ်းပါရရှိသွားခဲ့ပါရင်ရင်းအားကွာတာဖိုင်နယ်မှာဒေါ်မွန်နဲ့တွေ့မှာမို့ပွဲကျင်တယ်လို့ဆိုရမှာပါဒေါ်မွန်ကိုကျော်ဖြတ်နိုင်ခဲ့ရင် PSG ဓမ္မမုတ်ဘိုင်ယန်မြူးနစ်နဲ့ဆီမီဖိုင်နယ်ရင်ဆိုင်ရမှာပါတပတ်လမ်းကြောင်းမှာတော့ချဲစီကပွဲချောင်ဆုံးမို့ဖိုင်နယ်တက်လာဖို့ရရှိပါရင်ရင်းမက်ထွင်အသင်းပေါ်ဂိုဒမကော်ရိုတစ်ကအာလွင့်ရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီးအခုလိုကြီးကျူးခဲ့ပါရင် သူအနေနဲ့အခုထပ်ပုံများတဲ့ဖန်နေပေးဖို့နေရထားတင်တာပါလက်ချင်အကွေးမှာဆိုရင်သူ့ကိုပြိုင်မဲ့ဖြင့်ရင်ဆိုင်ရတာကြောက်ဖို့ကောင်းနေပါတယ်သူရဲ့ဒေါက်ကန်ဘောကန်ပေးတဲ့ပုံစံကနောက်တစ်ဆင့်ကိုရောက်နေပါပြီဒီလောက်ထိအရင်ချင်းရှိတဲ့ကစားသမားမျိုးကျွန်တော်မမြင်မှုသေးပါဘူးကုလမတယောက်အတွက်သူကအိမ်မက်ဆိုးပါပဲဒါပေမဲ့သူ့ကြောင့်ပဲကျွန်တော်တို့ပိုတိုးတက်လာတာပါလို့ပြောသွားခဲ့ပါတယ်ဘေးရတော့ကလပ်ကမ္ဘာပုံစံအစ်စ်မှာချန်ပီယံဘွေဆောင်ဖြစ်မလားစောင့်ကြည့်ရမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါများဗီဒီယိုလေးကလောက်ပါမယ် နောက်နေ့မှာလည်းအောက်စားနဲ့ပတ်သက်တဲ့သတင်းအချက်အလက်ကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page ကို like and follow လုပ်ပြီးဒီ video လေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချော်လိုက်ရပါတယ်ခင်ဗျာ